မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်မဲ့အွန်လိုင်းကဒိုင်းသားလက်နက်ကင်တွေကိုဖြစ်နိုင်တာသာပြောဖို့နဲ့မဖြစ်နိုင်တာတွေမပြောကြပါနဲ့ဆိုပြီးပြောဆိုလာပြတဲ့အပြင်နိုင်ငံတော်ကလေးသူငယ်ပါမချမ်းဘုံကျဲတပ်ဖြတ်နေတဲ့သူကိုယ်တိုင်ကပညာရေးအတွက်သာသမီချင်းကျောင်းသားချင်းစာနာတက်ကြဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့လိုအပ်တယ်ဆိုပြီးအကြံဖတ်မဲ့အွန်လိုင်းကပြောဆိုလိုက်ပြန်ပါတယ် စကိုင်းတိုင်းမုံရွာမြို့ပေါ်ကစူတောင်းပြည့်ဖျားပွဲစတေရှိုးကနေပွဲကြည့်ပြီးပြန်လာတဲ့လူငယ်အယောက်30ကျော်ကိုအချက်ဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတွားပြန်နေဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်မဲအွန်လိုင်းကတိုင်းရင်းသားလက်နက်ကင်တွေကိုဖြစ်နိုင်တာသာပြောဖို့နဲ့မဖြစ်နိုင်တာတွေမပြောကြပါနဲ့ဆိုပြီးပြောဆိုလာပြတဲ့အပြင်နိုင်ငံတော်ကကလေးသူငယ်ပါမချန်ဘုံကျဲတပ်ဖြတ်နေတဲ့သူကိုယ်တိုင်က ညာရေးအတွက်သာသမီချင်းကြောင်းသားချင်းစာနာတက်ကြဖို့နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့လိုအပ်တယ်ဆိုပြီးအကျင့်ဖက်မင်းအွန်လိုင်းကပြောဆိုလိုက်ပြန်ပါတယ်ဒီကနေ့အောက်တိုဘာလ15ရက်နေ့မှာပဲနေပြည်တော်မှာလုံနေတဲ့တနိုင်ငံလုံးအပြစ်ခက်ရစေး ANC စာချုပ်လက်မှတ်ရေးထိုးမှု10နှစ်ပြည့်အခမ်းအနားမှာပဲလက်ရှိမြန်မာနိုင်ငံတော်ကကလေးသူငယ်ပါမချန်ဘုံကျဲတက်ခိုက်တက်ဖြတ်နေတဲ့အကျင့်ဖက်မင်းအွန်လိုင်းကခက်တီတီနဲ့ပြောဆိုတောင်းပြန်တာပါသူအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းဖို့တိုင်းရင်းသားလက်နက်ကိုင်တွေကိုဖိတ်ခေါ်တဲ့အကြောင်းအပါအဝင်တိုင်းရင်းသားတွေနဲ့တပ်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ဖြစ်နိုင်တာကိုသာပြောဖို့နဲ့မဖြစ်နိုင်တာတွေမပြောကြပါနဲ့ဆိုတာတွေကိုအကျက်ဖက်မင်းအောင်နိုင်ကိုတိုင်အခုလိုပြောသွားပြမှာလေကျွန်တော်ရဲ့စန္ဒကတိုက်ပြီးအေဂျင့်ပြီးတော့တိုးတက်ခြင်းနဲ့တိုက်ပြီးဖြစ်ခြင်းနဲ့ဘာလို့ကျွန်တော်နှောက်ကြချင်ခဲ့ရမလဲဒါကြောင့်ဖြစ်နေတာကျွန်တော်တို့ဘက်လုပ်ပေးမယ်တိုင်းသားနဲ့ တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဟဲ့ဖြစ်နေတာကိုပဲပြောဖို့လုံးကြဖို့ဒါပြောခြင်းပါမဖြစ်နေတာလည်းရှောက်ပြောပြီးတော့ကအလုံးနေလို့မရပါဘူးဒါကြောင့်ပြောခြင်းတာတော့ဒီတက်ဆိုင်သူပုံကူများပေါ့တက်ဆိုင်ပုံကူများဟဲ့လားဒီတကယ်ပြည်တော်သူအကျိုးပေါ့ပြောသူအကျိုးတိုင်းသားပြည်သူတွေရဲ့ပြည်သူတွေလည်းအကျိုးဟောနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တိုက်တွန်းတို့ပါတယ်ကျွန်တော်အလေးထည့်ပြီးဒါပြောပြစီ ဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံကိုဟဲ့ဒုက္ခရောက်အောင်အဲ့တော့မလုပ်ကြဘူးကျွန်တော်ပြောချင်ပါတယ်တိုက်ပြီးကောင်းလို့ကြဖို့ပူပေါင်းဆောင်ပေးကြဖို့လည်းကျွန်တော်ပြောလိုပါတယ်ကျွန်တော်အနေနဲ့တိုက်ပြီးကောင်းဖို့တဲ့လှုပ်ပွဲဆိုလို့ရှိရင်အများအားဖြင့်အစင်သေးရှိတယ်ဆိုတဲ့အကြောင်းလေးလည်းထားလောင်းပြောချင်ပါတယ်ခင်ဗျာကဲတော့ပါပါ ဒါပြင်လက်ရှိနိုင်ငံတော်မှာကလေးသူငယ်တွေနဲ့စာတင်ကျောင်းတွေပါမချမ်းဘုံကျဲတပ်ဖြတ်နေတဲ့အကြံဖတ်မင်းအောင်နိုင်ကအဲ့ဒီအစည်းအဝေးမှာပဲပညာရေးအတွက်ဒါသမီးချင်းကျောင်းသားချင်းစာနာတက်ကြဖို့ပြောသွားပြန်တဲ့အပြင်နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့လိုအပ်တယ်ဆိုပြီးတော့ပါစာနာသိမ့်ပြီးတနိုင်ငံလုံးကိုနှီးပေါင်းစုံနဲ့ဒုက္ခရောက်အောင်လုပ်နေတဲ့အကြံဖတ်မင်းအောင်နိုင်ကိုယ်တိုင်ကပဲခက်တီတီနဲ့ပြောဆိုသွားပြန်ပါသေးတယ် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ပကတိအခြေအနေတွေတဲကစစ်တပ်ရဲ့စာတင်ကြောင်းတွေပေါ်မှာချန်လေးကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့် ကြောင်သားကြောင်သူတွေကလေးငယ်တွေအများပြတည်ဆုံခဲ့ရုံနဲ့မကစာတင်ကြောင်းတွေပါအကြည့်ကျပျက်စီးနေတာကိုတော့အချက်ဖတ်မင်းအွန်လိုင်းဟာထည့်သွင်းပြောဆိုသွားခြင်းမရှိပဲမတိချင်းအောင်ဆောင်ဖုံးကွယ်ပြီးနိုင်ငံကိုဒုက္ခရောက်အောင်မလုကြပါနဲ့ဆိုပြီးတော့ပါညီကုန်းချုပ်မှာခတ်တီတီနဲ့မျက်နှာပြောင်တိုက်ပြီးပြောဆိုတော့ပါသေးတယ်အချက်ဖတ်မင်းအွန်လိုင်းဟာဒီကနေ့အခမ်းအနားမှာချုပ်တင်ရေးထားတဲ့စာရွက်ထဲကအကြောင်းအရာတွေကိုဖတ်ပြပြီးတဲ့နောက်သူ့အနေနဲ့နောက်ထပ်10မိနစ်လောက်ပြောပြရစေဆိုပြီးသူ့ရဲ့အမြင်တွေကိုပြောဆိုသွားပြန်လာလေဖြစ်ပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့ပေါ်ကဆူတောင်းပြည့်ဖျားပွဲ state show ကနေပွဲကြည့်ပြီးပြန်လာတဲ့လူငယ်အယောက်30ကျော်ကိုအချက်ဖစစ်တက်ကပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့မုံရွာ land information ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အောက်တိုဘာလ13ရက်နေ့ကပဲမုံရွာမြို့ပေါ်ကန်နာလမ်းပေါ်မှာရှိတဲ့ဆူတောင်းပြည့်ဖျားပွဲမှာ state show ပွဲကြည့်ပြီးပြန်လာတဲ့လူငယ်အယောက်30ကျော်ကို အချက်ဖက်စစ်တပ်ကအိမ်စီက၅စီးနဲ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုခံရတဲ့သူတွေဟာမုံရွာမြို့ပေါ်မှာနေထိုင်တဲ့လူငယ်တွေကြီးပဲဖြစ်သလိုအသက်အရွယ်ရဆိုရင်လည်းအသက်20ကနေ30ကြားရှိတဲ့စစ်မှုထမ်းအရွယ်လူငယ်တွေဖြစ်တယ်လို့မုံရွာလက် information ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ပုံမှန်အားဖြင့်လည်းလက်ရှိစစ်တပ်ကသူတို့ထိန်းချုပ်ထားတဲ့မုံရွာမြို့ပေါ်မှာလကုံပိုင်းနဲ့လအစပိုင်းတွေမှာလူငယ်တွေကိုစစ်မှုထမ်းလူသစ်စုဖို့အတွက် ေါ်တာဆွဲဖမ်းဆီးမှုတွေတောင်းလျှောက်လုပ်နေတာဖြစ်ပြီးအထူးသဖြင့်မုံရွာမြို့အဝင်ထွက် gate တွေမှာဖမ်းဆီးတာတွေမြို့ထဲမှာညာဘက်အစင်းစစ်ရင်နဲ့ဖမ်းဆီးတာတွေရှိတဲ့အပြင်နေခင်းအချိန်တွေမှာလည်းလိုရင်လိုသလိုအိမ်စီးကားတွေနဲ့လှည့်လေဖမ်းဆီးတာတွေရှိတယ်လို့ဆိုပါလေအဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေထဲမှာပတ်စံနဲ့ပြန်ရွေးနိုင်တဲ့လူငယ်တွေကတော့ပြန်လွတ်လာတာမျိုးရှိပေမဲ့ငွေကြေးမတက်နိုင်တဲ့လူငယ်တွေကတော့စစ်တပ်ထဲကိုတခါလဲအပုတ်ခံရတဲ့အပြင်စစ်တပ်ကသူတို့အတွက်စစ်မှုထမ်းမှုလူအယံလို့တဲ့အချိန်မျိုးတွေဆိုရင်တော့ ငွေနဲ့လည်းပြန်ရွေးလို့မရတဲ့အခါမျိုးတွေရှိပြီးအခု မုံရွာမြို့ပေါ်ဆူတောင်းပြဖျားပွဲစတေရှုကနေပွဲချပြီးပြန်လာရင်းနဲ့ပေါ်တာဆွဲဖန်းစီခံလိုက်ရတဲ့လူငယ်အယောက်30ကျော်ရဲ့အခြေအနေကတော့ဘလို့တွေဖြစ်လာမယ်ဆိုတာမသိရသေးဘူးလို့မုံရွာလက် information ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ဒင်းတိုင်းတိုင်းလောင်းလုံးမြို့အနီးကကျေးရွာနေလူငယ်တွေကိုပေါ်တာဆွဲဖန်းစီဖို့လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကို တော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမုံရမှာစစ်တပ်ကရှစ်ဦးကတော့အသေးသေးသိကုန်ကြတဲ့အပြင်စစ်တပ်ကဖမ်းဆီးလာတဲ့လူငယ်6ဦးကိုပါတော်လန်ရေးတပ်တွေကကဲ့တင်နိုင်ခဲ့တယ်လို့တဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အော်တိုဘလာ10နီကပဲလောင်လုံးမြို့ပေါ်ကအချက်ဖက်စစ်တပ်စစ်ကြောင်းဟာမြို့အနီးကဂျေးရွာနေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတယ်ဆိုပါတယ်အဲ့ဒီအချက်ဖက်စစ်တပ်စစ်ကြောင်းကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကလက်ကနေအတင်းဆောင်ပြီးကြဖြတ်တက်ခိုက်ချင်းမိုးရမှာစစ်တပ်ဘက်ကရှစ်ဦးထပ်မနေဟာပြစ်ခတ်မှုတွေကြားမှာပဲအသီးသီးတိတ်ကုန်ကြတယ်ဆိုပါနဲ့အဲ့ဒီအချိန်မှာပဲစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်6ဦးဟာဒေါ်လန်ရေးတပ်တွေဘက်ကိုထွက်ပြေးလာတဲ့အတွက်ပြစ်ခတ်မှုတွေအတွင်းကပဲအဲ့ဒီလူငယ်6ဦးကိုဒေါ်လန်ရေးပေါ်တွေကကဲထုတ်ပေးနိုင်ခဲ့တယ်လို့တဝဲခိုင်တပေါင်းစုပြန်ကြားရေးတာဝန်ခံရေးပေါ်ရှစ်ဦးကပြောထားပါတယ်အဲ့ဒီနောက် အကြပ်ဖက်စစ်တပ်စစ်ကြောင်းဟာတေသွားတဲ့သူတို့စစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားသုံးစီးနဲ့တည်ပြီးမြို့ပေါ်ကိုပြန်ဆုတ်ပြေးသွားကြတယ်လို့တိုက်ပွဲဖြစ်ပွားရာနေရာကနေစစ်သားတွေကျန်ခဲ့တဲ့ခဲရန်တဲ့အတုံးဆောင်ပစ္စည်းတွေကိုလည်းတွေ့ရှိခဲ့တယ်လို့တဝဲခိုင်တပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာလေမန္တလေးတိုင်းတောင်သားမြို့နယ်ကရုံးစီကြီးခြေရွာမှာတဆွဲထားတဲ့အကြပ်ဖက်စစ်တပ်ကို ဒေါ်လန်ရစ်တတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်က6ဦးကတော့အတိအသေးတိတ်ကုန်ကြတဲ့အကြောင်းကိုသိထားရတယ်လို့မြန်မြန်ခရိုင်ပီဒီအမှတ်သုံးတည်ရင်တာဝန်ရှိသူဘိုမူတူးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့အော်တိုဘလ7ရက်နေ့ကပဲတောင်သာမြို့နယ်ရုံးစီကြီးဂျင်းရွာအဝင်းလမ်းကနေအိမ်တွေမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရစ်တတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ စစ်တပ်ကခြောက်ဦးကတော့အတီးတီးတိတ်ကုန်ကြတဲ့အကြောင်းနဲ့အဲ့ဒီလိုသူတို့စစ်သားတွေတိတ်ကုန်ကြလို့ဆိုပြီးဘာမှမဆိုင်တဲ့ဂျေရွာဒက်ကနေအိမ်တွေကိုမိရှုဖျက်ဆီးပြစ်မယ်ဆိုပြီးတော့ပါချိန်ပေါင်းနေတဲ့အကြောင်းကိုလည်းတိထားရတယ်လို့မြင်းညာခိုင်ပီရဲ့အမှတ်သုံးတရင်တာဝန်ရှိသူဘိုမူတူးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရေကုန်မြို့မှာအချက်ဖက်စစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကမင်္ဂလာတို့မြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက်ပါဝင်လှုပ်ဆောင်နေတဲ့ကြံ့ဖို့ရုံကိုရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကဖောက်ခွဲတက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမေအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့အော်တိုဘလ15ရက်နေ့မနက်9:00နာရီကျော်လောက်ကပဲရန်ကုန်မြို့မင်္ဂလာတုံးမြို့နယ်မှာရှိတဲ့ကြံ့ဖို့ပါတီရုံကိုရန်ကုန်မြို့ပြတော်လိုင်းရဲတပ်ဖွဲ့ကပြင်အားမြင့်မိုင်းတလုံးလက်ပစ်ပုံးနှလုံးလုံးနဲ့ဖောက်ခွဲတက်ခိုက်ခဲ့တယ်ဆိုပါတယ်။နောက်ပိုင်းမှာလည်း လက်ရှိရန်ကုန်မြို့ကစစ်တပ်ရွေးကောက်ပွဲအတွက်ပူးပေါင်းပါဝင်နေကြတဲ့လူစရင်းတွေနဲ့အချက်အလက်တွေကိုတော်လိုင်းရဲဘော်တွေကတချို့တော့အတိအကျရရှိထားပြီဖြစ်တဲ့အတွက်တစ်ချိန်မို့တစ်ချိန်မှာတိုက်ခိုက်ခံရမယ်ဆိုတာကိုလည်းသတင်းစကားပါလိုက်ခြင်းနဲ့အတူရန်ကုန်အာမေအဖွဲ့ရဲ့တာဝန်ရှိသူကဆက်လက်ပြောထားပါသေးတယ်။လက်ရှိရန်ကုန်မြို့မှာတော့အချမ်းဖက်စစ်တပ်ကသူတို့လုံမဲ့အတူရောက်ရွေးကောက်ပွဲအတွက်ပါလုံခြုံရေးတွေကိုအရင်ထပ်ပို့ပြီးတင်းကျပ်ထားတဲ့ကြားကပဲ။ တဖက်ကရန်ကုန်မြို့ပြတော်လိုင်းရေပေါ်တွေကလည်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေဆဲပဲဖြစ်ပါလိမ့်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာအချက်ဖတ်စစ်တပ်ကလူတုကိုအဓိကပြစ်မှတ်ထားပြီးဘုံကျဲတိုက်ခိုက်မှုတွေနဲ့အချက်ဖတ်ကျူးလွန်မှုတွေဟာပုံမှုပြင်းထန်လာနိုင်တဲ့အတွက်ပြည်သူတွေအထူးသတိပြုကြဖို့တအမ်းပြည်ကောင်စီကနေတတိပေးချက်ထုတ်ပြန်ထားပါလိမ့်ဒါကတော့စက်တင်ဘာလကစပြီးဒီကနေ့အောက်တိုဘာလ15ရက်နေ့အထိကိုအချက်ဖတ်စစ်တပ်က ကြောင်မဲ့တီဘောနမ်ဒူမိုးကုတ်မိုးမိတ်မိုင်းငော့မိုင်းလုံးနမ်စနဲ့မန်တုံမြို့နယ်တွေကရသပိသူတွေနေထိုင်ရနေရာတွေကိုရည်ရွယ်ချက်ရှိရှိပြတ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတက်ခိုက်မှုတွေစက်တိုက်လုပ်နေတယ်ဆိုပါတယ်အဲ့ဒီလိုဂျပန်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုတွေကြောင့်လဲကလေးငယ်တွေပါဝင်ရသပိသူထိခိုက်သေးဆုံးမှုတွေဟာဆက်လက်မြင့်တက်နေတဲ့အပြင်နေအိမ်တွေစတဲ့ကြောင်းတွေနဲ့ဘာသာရေးအဆောက်အုံတွေပါပျက်စီးမှုတွေရှိထားတယ်လို့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်လက်ရှိအဂျပန်စစ်တပ်က နိုင်ငံတော်မှာသူတို့လက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်တွေကိုပြန်ရရေးအတွက်တိုက်ပွဲနဲ့မဆိုင်နဲ့ရသပြည်သူတွေကိုပါပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ကတ်မှုတွေနဲ့အကြမ်းဖက်မှုတွေကိုဇက်တိုက်ကျူးလွန်နေရမှာဒီထက်ပိုမိုပြင်းထန်လာနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်နဲ့စစ်ရေးတရရှိကြဖို့ကိုလည်းတိုက်တွန်းကြမှာတယ်လို့တအံပီကောင်စီကနေတတိပိတ်ချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းမြောင်မြို့နယ်ကရသပြည်သူတွေနေထိုင်ရာဇေယျကုန်းကျေးရွာကို အချက်ဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်သွားမှုကြောင့်အရသာပြည်သူ၁၂အပြင်းထန်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့အောက်တိုဘာလ15ရက်နေ့မနက်ပိုင်းမှာပဲအချက်ဖတ်စစ်တပ်ကမြောင်မြို့နယ်မှာရှိတဲ့ရသာပြည်သူတွေနေထိုင်ရာဇရက်ကုန်းဂျေးရွာကိုတိုက်ပွဲဖြစ်ပွားမှုရှိပဲရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချက်ဖတ်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ဂျေးရွာဒေသအမျိုးသမီး9ဦးအပါအဝင် ပြည်သူ17ဦးဟာပြင်းထန်ဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့အချက်ဖက် Mail Online ဟာဒီကနေ့အောက်တိုဘာလ15ရက်နေ့မှာပဲနေပြည်တော်မှာ NCA နှစ်ပတ်လည်အခမ်းအနားပြုလုပ်တဲ့အချိန်နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဘူးဆိုတဲ့ဇာတ်ကားတွေကိုပါခက်တီတီနဲ့ပြောဆိုခဲ့တယ်ဒီကနေ့မှာပဲတစ်ဖက်မှာတော့သူတို့စစ်တပ်ကပဲမြောင်မြို့နယ်ကဇယက်ကုန်းကြေးရွာကိုလိမ်းနဲ့ပုံကျဲမှုကြောင့်ယသပြည်သူ17ဦးဟာပြင်းထန်ဒဏ်ရာတွေရထားပြန်တယ်လို့ပဂရိမြန်မာနိုင်ငံဟာသူတို့စစ်တပ်ကအာဏာသိမ်းချိန်ကစပြီး ယနေ့အချိန်ထိဒုက္ခပေါင်းများစွာကြောက်ရွံ့နေတာကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ